်းနာနေရတဲ့အပြင်မှာရမ်းညူနေတယ်အမေဖြစ်ပါမလားဆိုတော့အမေပြောင်ငါဘာလောက်အောင်မလဲပေါ့အမကလည်းသူတို့ကဒီရွာကမိမဝဝဖက်နိုင်ရင်လိုမျိုးလိုချင်တာအဲ့ပြောအသားမဲမဲအသားညွညွနေပေါ့နော်အမကလည်းဆိုတော့အဲ့ဒါဆိုလို့ရှိရင်လို့ဝါအောင်လုပ်မယ်ပေါ့အဝါအောင်ဒီလိုဒီလိုမျိုးဝိတ်တင်မယ်ပေါ့ဟဲ့ဘလူးတင်မှာလဲဆိုစားတာပေါ့အာစိတ်ချိတ်စားတာပျော်သလားမမေးနဲ့မဝိတ်ထိန်ခဲ့ရသမျှရင်အဲ့ဒါတော့စိတ်ချမ်းသာတယ်ဒါပေမဲ့အခုပြန်ချတာတော်တော်ခက်တယ်ဒီမှာရှင်းပါသေးတယ်ဒီတို့ရမောင်းမေးဆွေ သူ့မှာသားလေးတယောက်ရှိတယ်။ဒီလူမြတ်တတန်းတစ်ချောင်းမှာဒီလိုမျိုးဟိုအချအိုက်တင်နဲ့မိခင်မြတ်တာကိုဒါပထမအောင်ဆုံးလုပ်ဘူးတာပဲ။လူမြတ်ခြေတိုင်းကတော့မျောလင်းကြတာပေါ့နော်။ကိုလည်းမမျောမမယူမလိုချင်ဘူးဆိုရင်လိန်ပြောတာပဲလေ။ကျွန်တော်ကတော့ကုတူကန်တရားပေါ့နော်။ပြီးတော့ကိုယ့်ထက်တော်တဲ့သူတွေအများကြီးပဲဒီနေ့မှဆိုရွှေရှင်စကားကောင်းနေအများကြီးရှိကြတယ်ဆိုတော့ကြိုးစားထားပါတယ်။ အာမောင်မီပြားဆိုတော့အကောင်လုံးကအချစ်ဇာအိမ်တော်ရင်းဆက်ပေါ်ထင်ကြတာပေါ့ဒါကြောင့်မှတချို့ဆိုလို့ရှိရင်အိမ်တော်ရင်းကားတွေရိုက်တက်တော့တာလားဖောက်ပြက်တဲ့ကားတွေရိုက်တက်တော့တာလားဆိုပြီးတော့အောက်မှာရေးကြတယ်ဒါပေမဲ့တကယ်မောင်မီပြားလာကြည့်တဲ့အခါမှာဘာမှဒါတွေနဲ့မတူတဲ့အမြတ်တခြားရက်သားတွေအများကြီးခံစားရတာ ဒီဒါရိုက်တာနဲ့ဒီပရိုဂျူဆာတွေကကန့်လန့်တာပေါ့လေဒီစကားရိုက်ဖို့ရှိတယ်ဒါပေမဲ့အမေဆက်ပေါ့အဲအဲ့ဒါအမလုံနိုင်မှာမလားဟဲ့ဘာလို့မလုံနိုင်ရမှာလဲလို့အမေဆက်ကိုအမလုံနိုင်တာပေါ့ဆိုတော့မဟုတ်ဘူးအမတဲ့ပေါ့နော်ဒီဟာအိုက်တင်ကောင်းတစ်ခုတည်းနဲ့မရအောင်အမပြင်ဆင်မှုတွေအများကြီးရှိရဲ့တဲ့ဒါရိုက်တာဆိုတော့ဘာလုံရမှာလဲဆိုတော့အမဒီလိုပုံစံအမအခုအရန်နာနေရတဲ့အပြင်မှာရန်နှူနေတယ်အမေဖြစ်ပါမလားဆိုတော့အမေပြောင်ငါဘာလုံရမှာလဲပေါ့အမတဲ့သူတို့ကဒီရွာကမိမဝဝဖက်မှိုင် လိုမျိုးလိုချင်တာအဲ့ပြီးတော့အသားမဲမဲအသားညွန်ညွန်နဲ့ပေါ့နော်အမားတယ်ဆိုတော့အဲ့ဒါဆိုငါဘယ်လိုလုပ်ရမလဲပေါ့ဟိုတချို့တွေဆိုလို့ရှိရင်ငယ်တော့ဆိုအမတော်တွေမေးကြည့်တဲ့အခါမှာငယ်တော့ဒီလိုမျိုးဆိုသူကအထက်မှာလေအင်ကြီးတွေပါပတ်တယ်လေအဲ့လိုမျိုးအဲ့လိုမျိုးဟိုလောက်တယ်ဒါပေမဲ့အဲ့ခါကျတော့လေအိုက်တင်လုံးရတာဟို relax မဖြစ်ဘူးအဲ့ဒါဆိုလို့ရှိရင်လို့ဝါအောင်လုပ်မယ်ပေါ့ဝါအောင်ဒီလိုဒီလိုမျိုးဝိတ်တင်မယ်ပေါ့ဟဲ့ဘလူးတင်မှလဲဆိုစားတာပေါ့ ိတ်ချိတ်စားတာစိတ်ချိတ်စားတာပျော်သလားမမေးနဲ့ဘယ်ထိန်ခဲ့ရသမျှ။အဲ့ဒါတော့စိတ်ချမ်းသာတယ်။ဒါပေမဲ့အခုပြန်ချတာတော်တော်ခက်တယ်။တောင်းတယ်လို့ပြောကြတာပေါ့နော်။ကိုရန်လေးကလည်းဟိုအရန်ကျင်းတဲ့မှာအနီဝါလို့ဆိုအင်တာဗျူးဖြည့်နေတော့ပြန်ကိုဝါသေးတဲ့အနီဝါလေး။ဟိုတနာလို့ဆိုပြီးတော့ဓမ္မညို့။အိုက်တင်ကလည်းလေပိုတရုပ်ဆောင်ခဲ့တဲ့ကားတွေအကုန်လုံးကလည်းဟိုမိခင်ဖြစ်တာဆိုပေမဲ့အတက်တွေများတယ်။ တက်တွေများတာအတ္တရေကြီးရမာနရေသာတာသောသမီးသောရေနဲ့အဲ့လိုမျိုးတွေထန်းနဲ့မန်နဲ့လုပ်ခဲ့ရဆိုတော့ဒီကားမှာသွားအချအိုက်တင်လုပ်ရတာအိုက်တင်အတက်အိုက်တင်ကကျတော့ပြန်ပြောလိုက်တာလွယ်တယ်အချအိုက်တင်ကကျတော့အရန်ခတ်တယ်ဒါပထမအုံဆုံးစိန်ခေါ်မှုအနေနဲ့ရိုက်ရိုက်ခဲ့တဲ့ကောင်ဒီလူမြတ်တန်တန်တစ်ယောက်မှာဒီလိုမျိုးဟိုအချအိုက်တင်နဲ့မိခင်မြတ်တာကိုဒါပထမအုံဆုံးလုပ်ဘူးတာပဲ လုံးမသားစုလုံးမိုင်းသမွေးမပြောင်းပါစေနဲ့လို့ငါချိန်ငယ်ငါချိန်ငယ်အော်အဲ့မှာဆိုမိုင်းစုံနဲ့ရိုက်တဲ့အခန်းဆိုလို့ရှိရင်လေမိုင်းစုံချိန်တာပေါ့သူကအဲ့တပားကြီးတွေဆိုတော့လေမိုင်းရိုက်တမိဟိုမှာဖြစ်နေစိတ်မပူနဲ့အဲစိတ်ပူလို့ရှိရင်ညနာမှာပေါ်တယ်လေဝါရီများတာအဲ့တော့တမိဇက်ကောင်းကိုအကောင်းဆုံးပြန်ပြောစားဘယ်နဲ့ခါဖြစ်ဖြစ်မိုင်းရိုက်စိတ်ရှည် ။ခါကျရင်အမအလုပ်လိုက်တဲ့ idea တခါကျရင်များသွားရှိတယ်။တခါကျရင်အခြား idea မှာတိတ်မရောက်တဲ့ idea ရှိတယ်။ writer ပြင်ရရင်ကိုကအားနာတယ်ကိုနဲ့ပါတယ်။ညရယ်သမီးကိစ္စမရှိဘူး။ညရယ်အဲ့လိုမျိုးတွေဆိုတော့ညရယ်အအော်အားရှိတယ်လေနော်။ဒီခါကျတော့အဲ့ဒါကြီးကြောင့်လဲဘေးကနေပြီးတော့ပါဝင်တဲ့သူမျိုးဟိုမာကြီးဆိုးတို့မကင်တို့အကုန်လုံးကလည်းဖေးမမလောက်တဲ့ခါကျတော့အဲ့ဒီစိတ်လွတ်ပေါ်လို့လောက်ခွင့်ရသွားတော့။ရှင်းပါတယ်ဝေးဒီတို့ရမောင်းမေးဆွေသူ့မှာတားလေးတယောက်ရှိတယ်။ အာဒါကတော့လူပညာရှင်တိုင်းကတော့မျောလင်းကြတာပေါ့နော်ကိုလည်းမမျောမလိုချင်ဘူးဆိုရင်လိန်ပြောတာပဲလေအဲဆိုဆက်လုပ်ကြတဲ့လူပညာမင်းသမီးဆက်လုပ်ကြတဲ့ပန်းနိုင်ရာအကြောင်းမှာစုယူသလိုပေါ့ပန်းနိုင်လေးတခုတော့လိုချင်တာပေါ့ဒီမှာပြူတာလေးဒါကတော့ကျန်တာကတော့ကုသိုလ်ကံတရားပေါ့နော်ပြီးတော့ကိုယ့်ထက်တော်တဲ့သူတွေအများကြီးပဲဒီနေ့မှဆိုရုပ်ရှင်စကားကောင်းလေးအများကြီးရှိကြတယ်ဆိုတော့ကြိုးစားထားပါတယ်လူကြီးကိုကိုမဲသူကကောင်းစေချင်တော့အမြဲဆိုတယ်လေမဲရောမှကောင်းတယ်လို့မပြောဘူး အဲ့တော့ဒါကသူကကောင်းတယ်လို့ပြောဆိုတာကောင်းတယ်လို့ပြောလိုက်ရင်မကောင်းတော့မှာစိုးလို့အဲ့တော့ဒီလိုချီချူတန်ကိုရဲ့အဲအတော်ကနေချီချူတန်စစ်စစ်ကြားဖို့ဆိုတာကကိုအရင်မလွယ်ဘူးလေအများကြီးစိုးစားခဲ့ရတယ်ပေါ့နော်သူသူကိုယ်တိုင်ကအော်ဒါလက်ရှိရှေ့မှာကြည့်နေတဲ့ကလေးပြောက်ကအော်ဘာမှပြောစရာမလိုအောင်ဘာဖြစ်နေပါလားဆိုတော့ပြောသွားတာလေးအမတကယ်ကိုတမှုမဖြစ်နိုင်တဲ့စကားပါ